လူသားမျိုးနွယ်ရဲ့ပထမဆုံးခြေလှမ်းအားလုံးပဲမင်္ဂလာပါ။ဂန်အိုအား60ပြည်လို့နှစ်များကဘာကြီးဟာအာဂါဒပြိုင်ပွဲရဲ့အရှင်ဟောင်းအောက်မှာရောက်ရှိနေခဲ့ပါတယ်။ဇိုဘီရဲ့ပြည်တော်သူကယူရီဂါဂါရင်ကိုအာဂါဒနဲ့ပို့ပြီးရဲ့နောက်မှာတော့အမေရိကန်အကြီးမားတဲ့စိန်ခေါ်မှုတစ်ခုကိုလက်ခံခဲ့ပါတယ်။သမရဂျွန် F ခန်နဒီက1960ပြည်လို့နှစ်မကုန်းခင်မှာလူသားကိုလာပေါ်ဖို့အောင်မြင်စွာပြန်ခေါ်လာဖို့ကြေညာခဲ့ပါတယ်။ဒီမှန်းချက်ကအဲ့ဒီအချိန်ကအာဂါဒနည်းပညာနဲ့စဉ်းစားမယ်ဆိုရင်လက်တွေ့မကြတဲ့စိတ်ကူးတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်း၁၀စုနှစ်တခုအတွင်းမှာလူပေါင်း၄၀ယောက်ပါဝင်ခဲ့တဲ့အပိုလိုစီမံခန့်ရအမေရိကန်ရဲ့အင်ဂျင်နီယာနေပညာဇွဲလုံးလာနဲ့ပေါင်းဆက်ပြီးတော့ဒီမဖြစ်နိုင်တာကိုဖြစ်အောင်ဖန်တီးဖို့ကြိုးစားခဲ့ပါတယ်။1969ခုနှစ်ဇူလိုင်လမှာတော့အာကာသယာဉ်မှူး၃ဦးပါဝင်တဲ့အပိုလို11ဟာလူသားမျိုးနွယ်ရဲ့သမိုင်းမှာအကြီးမားဆုံးသောခီးစဉ်ကိုစတင်ခဲ့ပါတယ်။ဒီခီးစဉ်ဟာနိုင်ပေါင်းများစွာကြာမြင့်ခဲ့ပြီး လားပေါ်မှာခြေချဖို့စက္ကန့်ပိုင်းအလိုထိအသက်ရှူမလာဒီယာဆင်းကောမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်1969ခုနှစ်ဇူလိုင်လ16ရက်နေ့စတန်ဗီဒုံးကြီးကြီးဟာအဘာမြေကိုတုံ့ငါသွားစီတဲ့အင်အားနဲ့ကနေဒီအာဂါသစကန်ကနေပြန်တက်သွားခဲ့ပါတယ်သူရဲ့စွမ်းအားကဘာပေါ်ကမိရာအင်ဂျင်များအားလုံးပေါင်းထားတဲ့စွမ်းအားတကူပို့ပါတယ်။လာကိုသွားမဲ့ခီးစဉ်ကိုနေရန်စတောင်းဘတ်အာဒင်နဲ့ Michael Collins တို့ကဦးဆောင်ခဲ့ပါတယ်။ Collins ကကဘာကိုလက်ပတ်နေတဲ့ခွန်မွန်မော်ဂျူးမှာကြံရှိခဲ့ပြီးတော့ Armstrong နဲ့ Aldrin တို့ကနားပေါ်ဆင်းသက်မဲ့ Luna မော်ဂျူးကိုမောင်းနှင်ခဲ့ပါတယ်။ဇူလိုင်လ20ရက်နေ့မှာတော့ Eagle Lion ကလားပေါ်ကိုဆင်းသက်ဖို့စတင်ခဲ့ပါတယ်။ဒါပေမဲ့ Casoni ဘာကြုံတွေ့ခဲ့ရပါတယ်။ Bermuda Error 1202နဲ့1201တွေကိုခဏခဏပြသနေတဲ့အတွက်လင်းရင်မှုနဲ့ Houston မှာရှိတဲ့ထိန်းချုပ်ရေးစခန်းကိုပါစိုးရိမ်ပူပန်ခဲ့ရပါတယ်။ဒါပြင် Eagle Lion ကမူလဆင်းသက်ဖို့ရည်ရွယ်ခဲ့တဲ့နေရာကိုကျော်လွန်သွားပြီးတော့ ကျောက်တော်များစွာနဲ့ဂျန်ကွက်တွေပြည့်နေတဲ့နေရာကိုဥတီခဲ့ပါတယ်။အန်စတောင်းကအလိုလျောက်စဉ်းစားမှုကိုရက်ဆိုင်လိုက်ပြီးတော့ရင်းကိုသူကိုယ်တိုင်မောင်းနှင်ခဲ့ရပါတယ်။လောင်စာစီစက္ကန့်30သာကျန်ရှိတဲ့အချိန်မှာတော့ Eagle စဉ်သက်ပါပြီဆိုတဲ့စကားကိုကြားလိုက်ရတဲ့အခါကဘာတဝန်းကဒိန်ကျော်ရေးစကန်တွေမှာပျော်ရွှင်မှုတွေအော်ဟစ်တန်တွေပေါ်ထွက်လာခဲ့ပါတယ်။ဂျင်းသပီ6နာရီကြာမှနေအန်စတောင်းကလူနာမော်ကျူးရဲ့လေကားကနေဖြည်းဖြည်းချင်းဆင်းသက်လာခဲ့ပါတယ်။ကဘာသမားရဲ့ရေးကြီးဆုံးခိုင်တန်းသူရောက်ရှိလာခဲ့ပါပြီ။1969ခုနှစ်ဇူလိုင်လ20ရက်နေ့မှာ လူသားတအုပ်ရဲ့ပထမဆုံးခြေလှမ်းဟာလက်ကဘာမြေပြင်ကိုထိတွေ့ခဲ့ပါတယ်။ဒါလူတအုပ်အတွက်သင်ငယ်တဲ့ခြေလှမ်းတလန့်ဖြစ်ပေမဲ့လူသားမျိုးနွယ်အတွက်တော့အေယာမခုံပြန်ကြော်လွားမှုတစ်ခုပါပဲ။ Armstrong နဲ့ Aldrin တို့ဟာလားပေါ်မှာနှစ်နာရီခွဲနှီးပါးကြောင်ရှိနေခဲ့ပါတယ်။သူတို့ကအလန်စိုက်တူခဲ့ပြီးတော့သိပ္ပံပစ္စည်းတွေတက်ဆင်ခဲ့ကကဘာမြေကိုပြန်တည်ဆောင်ဖို့လမ်းမြေနမူနာ27ကီလိုဂရမ်ကိုစုဆောင်ခဲ့ကြပါတယ်။လားပေါ်မှာ Armstrong နဲ့ Aldrin တို့အတူတူလှုပ်လှုပ်နေချိန်မှာ Michael Collins ကခုံမုံးမော်ကျူးမှတယောက်တည်းကြံရစ်ခဲ့ပါတယ်။ ူကလကဘာကိုပက်လန်28ခုပတ်ခဲ့ပြီးကဘာနဲ့လဘော်ကသူ့တငယ်ချင်းတွေကြားမှာတစ်ချိန်လုံးအဆက်အသွယ်လုံးဝပြတ်တောက်နေခဲ့သူပါဘောလင်ယာစက်ကြောင်နာထဲမှာအထီးကျန်ဆုံးလူသားအဖြစ်တမိုင်းတွင်ခဲ့ပါတယ်လဘော်ကနေပြန်တက်ဖို့စတင်ချိန်မှာနောက်ထပ်စိန်ခေါ်မှုတစ်ခုပေါ်ပေါက်ခဲ့ပါတယ်လူနာမော်ဂျူးနဲ့နေစစ်စားကိဖက်တောက်တဲ့စနစ်ကျိုးသွားတဲ့အတွက်အင်ဂျင်ကိုနှိုးဖို့မဖြစ်နိုင်တော့ပါဘူးကံကောင်းစွာနဲ့ပဲဘတ်အော်ဒင်ဟာဘောပင်တစ်ချောင်းကိုအသုံးပြုပြီးပျက်စီးသွားတဲ့ခလုတ်ကိုအစားထိုးလိုက်ကအင်ဂျင်ကိုနှိုးနိုင်ခဲ့တဲ့အတွက်အောင်မြင်စွာပြန်လည်ထွက်ခွာနိုင်ခဲ့ပါတယ် ဒီလိုသိငယ်တဲ့အမားတကူကစီမံကိန်းတစ်ခုလုံးကိုဖျက်ဆီးပြင်းနိုင်လောက်တဲ့အခြေအနေပါ လာဘော်ကနေပြန်လာတဲ့ရင်မှု၃ဦးအားဇူလိုင်လ24ရက်နေ့မှာဖီစီဘေးသမုဒ္ဒရာတွေကိုအောင်မြင်စွာဆင်းသက်ခဲ့ပါတယ်သူတို့ကကဘာမြေစီကိုလာကဘာဘော်ကရောဂါဗိုးတွေပါလာနိုင်တယ်ဆိုတဲ့အတွက်စိုးရိမ်မှုတွေကြောင့်ရပ်ပေါင်းများစွာ quarantine စခန်းမှာနေခဲ့ရပါတယ်ဒီလိုနဲ့လူသားနဲ့လာဘော်ခီးစဉ်ဟာအောင်မြင်စွာပြည်ဆုံးသွားခဲ့ပါတယ်အဲ့ဘိုလို11ဟာ CAG ရဲ့စီအောင်ပွဲတစ်ခုသာမကားပဲနဲ့လူသားတွေအတူတကပူးပေါင်းဆောင်ရွက်ရင်ဘာမှမဆိုလုံးနိုင်လဲဆိုတဲ့သက်တေပါပဲ ဒီအောင်မြင်မှုကြောင့်ဤပညာနဲ့သိပ္ပံပညာအပြောင်းလဲများစွာဖြစ်ပေါ်ခဲ့ပြီးတော့အာဂါသာစူဇန်လေးလာရဲ့ခေတ်သစ်ကိုဖွင့်လှစ်ပေးခဲ့ပါတယ်။လကဘာမြေပြင်မှာကျန်ခဲ့တဲ့အမ်စတောင်းရဲ့ခြေအားလေမရှိတဲ့အတွက်နှစ်ပေါင်းသန်းတဲ့ခြေတဲ့အထိကျန်ရှိနေုံမှာပါ။ဒါလူသားမျိုးနွယ်ရဲ့ကြီးမားဆုံးသောအောင်မြင်မှုကိုအမြဲတမ်းသက်သေခံနေမဲ့သင်္ကေတတစ်ခုပါ။ဒါပေမဲ့ဒီလိုကြီးကျယ်ခံရတဲ့အောင်မြင်မှုရဲ့နောက်ွယ်မှာလဘော်စင်းသက်မှုဟာလှည့်ပြောင်းမှုတစ်ခုပဲဖြစ်တယ်လို့ယုံကြည်နေကြသူတွေလည်းရှိနေသေးပါ။ တို့ကအမေရိကန်ဆိုးရစီးရခင်မှာရုရှားကိုအနိုင်ယူဖို့အတွက်ဒီဖြစ်ရပ်ကို Hollywood Studio မှာရိုက်ကူးခဲ့တာဖြစ်တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့သိပ္ပံပညာရှင်တွေနဲ့တက်တည်ထောက်ထားများစွာကတော့ဒီ theory ကိုပယ်ချခဲ့ပါတယ်။လာဘောကပြန်တယ်လာတဲ့လမြေသားနမူနာတွေဟာဒီဖြစ်ရပ်ကိုအခိုင်အမာဆုံးတက်တည်ပြသနေပါတယ်။ဒါဆိုရင်လူချင်းမင်းတို့ကဘယ်လိုထင်ပါသလဲ။ Apollo 11လာဘောစဉ်သက်မှုဟာလူသားမျိုးနွယ်ရဲ့ကြီးမားသောအောင်မြင်မှုလားဒါမှမဟုတ်အာဂါသပြိုင်ပွဲရဲ့အဆုံးသက်တာဖြစ်ခဲ့ပါသလား။လူချင်းမင်းတို့ရဲ့အမြင်ကိုကိုယ်မှန်မှမျှဝေပေးခဲ့ပါအောင်။ ဒီလိုကမ္ဘာသမိုင်းကိုပြောင်းလဲပစ်ခဲ့တဲ့အာဂါသာစူးစမ်းမှုတွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးခဲ့ပြီး online လေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့